ော်လိုင်းကလာတွင်မှာတော့မထောင်သားတွေနဲ့ဖွဲ့စည်းထားတဲ့ဖွဲ့စည်းပေါင်းများစွာရှိနေတာလည်းအားလုံးသိမှာဖြစ်ပါတယ်မထောင်သားတွေဖြစ်တဲ့နယ်အလေရောက်အန်ယူဂျီနေနဲ့လည်းဖွဲ့စည်းရတာမှာစုစည်းရမှာတော်တော်လေးဥမာခက်ခဲတဲ့အခြေအနေနဲ့ရင်ဆိုင်နေရတယ်အားလုံးသိမှာဖြစ်ပါတယ်ဒါတွေအားလုံးကိုစုစုနိုင်ပြီဆိုရင်တော့ပြည်သူတွေလိုအပ်ဘူဂျင်းနဲ့နေသားတစ်ခုကရောက်သွားမှာပေးကြပါပဲဒါပေမဲ့လည်းအချိန်ချင်းမှာအညာဒေသမှာပါသုံးလုံးဖွဲ့တွေရဲ့ဤဆူမှုတွေကလည်းများစွာရှိနေတာလည်းအရင်းနေအားလုံးပြည်သူတွေကြားသိမှာဖြစ်ပါတယ်အသုံးလုံးဖွဲ့တွေကိုကောင်းမွန်တဲ့နေသားတစ်ခုဖြစ်အောင်စုစည်းနိုင်ဖို့ကတော့ NUG ရဲ့တောင်းပန်တာဖြစ်ပြီးတော့ ်ဘာသုံးလုံးဖွဲ့ရည်အနေနဲ့လည်း NUG ရဲ့လက်အောက်မှာရင်းဝူပြပြစွာနေပြီးတော့ပြည်သူ့ဘော်တစ္ဆာရှိမှသာပြည်သူ့ရဲ့ချစ်ခင်မှုရရှိမှာဖြစ်ပါတယ်။ဒါကြောင့်ဘယ်အဖွဲ့အစည်းပဲမဆိုပြည်သူ့ကိုတစ္ဆာမရှိရင်တော့ကြဆုံးမှာကတော့အသေးစားဖြစ်တဲ့အတွက်အားလုံးပဲပြည်သူ့ကိုတစ္ဆာရှိရှိနဲ့သူစည်းပြီးတော့တော်လန်ရေးကိုသူတို့ကပူပေါင်းဆောင်ရွက်နိုင်ကြပါသည်လို့ပြည်သူတွေနဲ့အတူကျွန်တော်တို့ဒီကနေပဲအမှန်ကောင်တောင်းရင်တောင်းဆိုလိုက်ပါတယ်ဒီတန်ကြက်ကတော့ထူးထူးခြားခြားအညာဒေသကနေပြီးတော့ပါတော်လုံးနဲ့ပတ်သက်ပြီးတော့ NUG အစိုးရကိုအတီးပေးအတီးပေးဖြစ်ချင်တဲ့ဆန္ဒကိုဖော်ပြထားတဲ့ ပြည်သူတွေနဲ့အတူအမျှကြတဲ့ညာဒေသရဲ့စံကြယ်ကလေးတစ်ခုဖြစ်ပါတယ်။ တော်လံမျိုးတွေအားလုံးပဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်တိုင်းနေပဲကျွန်တော်ရဲ့ကိုကြက် Revolution Media Channel လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်။ဗီဒီယိုလေးတွေ reaction မလုပ်သွားပြီးမှတော့ယနေ့ match လ14ရက်နေ့အောက်ကြနေ့ရဲ့မနက်ပိုင်းထိနောက်ဆုံးရရှိတဲ့သတင်းတွေကိုများကိုအချင်းချုပ်ဖော်ပြပေးတော့မှာဖြစ်ပါတယ်။တရက်တာတွင်စစ်ကောင်စီကစစ်ခွေးတွေဆုံးမှုစင်းမှာတော့ဘကိုးတိုင်းအုပ်ဖို့မျိုးနယ်မှာ15ကောင်၊ဘကိုးတိုင်းကျုပ်ပင်ကောင်မျိုးနယ်မှာ2ကောင်၊ဘကိုးတိုင်းအုပ်တွင်းမျိုးနယ်မှာ2ကောင်၊မန္တလေးတိုင်းမလိုင်မျိုးနယ်မှာ2ကောင်၊မန္တလေးတိုင်းကျောက်ပတောင်မှာ2ကောင်နဲ့ မန္တလေးတိုင်းနှထိုးကြီးမှ9ဦးအလင်းဝင်ရောက်ခဲ့ကြောင်းသိရှိရပါတယ်။နှထိုးကြီးမှကတော့တော်လိုင်းတက်တွေရဲ့နေမြေဆိုးမှုမှုနဲ့ကျမ်းပေရမ်းပေတော်လိုင်းတက်တွေကြောင့်တော်တော်များအလင်းဝင်လာတာကိုတွေ့ရှိနေရပါတယ်။နောက်ထပ်သတင်းတွေမှာတော့ဘကိုးတိုင်းရေတာရှင်မြို့နယ်မှာဘုံလာကျဲတဲ့စစ်ကောင်စီရဲ့ဒရုန်းကိုပစ်ချက်နိုင်ခဲ့ကြောင်း နေပြီးတော့တိုင်းစစ်ဌာနချုပ်စေဦးစီးချုပ်ကနေပြီးတော့ထုတ်ပြန်ထားတာတွေ့ရှိရပါတယ်။မက်စလာ၁၇ရက်နေ့ကပထောက်ကုန်းကြေးရွာနီးကိုဘုံသီးများဖြင့်လာရောက်ချခဲ့တဲ့ဒရုန်းကိုနေပြီးတော့လယ်ပိုင်း PDF ၈တုံညက်တိကစနိုက်ပါဖြင့်ပစ်ချခဲ့တာဖြစ်ပါတယ်။အဲဒီနောက်မှာတော့မက်လာ၁၂ရက်နေ့ပိုင်းမှာနေမြေရှင်းလင်းခဲ့ပြီးနောက်ပစ်ချခဲ့တဲ့ဒရုန်းကိုတိတ်စီရရှိကြောင်းအလယ်ပိုင်းတိုင်း PDF ၈တုံညက်တိကအသိပေးထားခြင်းဖြစ်ပါတယ်။လိပ်ပြလေးသေးသေးလေးတကောင်ရလာပါတယ်။မင်းအောင်လိုင်ကိုကျေးဇူးတင်ပါတယ်။အခုလိုလှူဒန်းတဲ့အတွက်အရင်ကျေးဇူးတင်ပါတယ်။အခုလိုရရှိလာတဲ့ဟာကိုအခြေခံပြီးတော့သူတို့နဲ့ပုံစံတူတဲ့ဒရုန်းတွေကိုထပ်မံပြီးထုတ်လုပ်သွားမယ်လို့လည်းထုတ်ပြန်ထားတာတွေ့ရှိရပါတယ်။ ဟုတ်ကျတော့ဝမ်းသာစရာလေးကြောရရှိပါလေဟုတ်ကဲ့ပါဒါရေးကြောရတော့ဒါလေးရလာရဲကြည့်လိုက်ပါဒါလေးရလာတယ်ဝမ်းသာစရာတကောင်ဝမ်းသာစရာပါလေဟိတ်ကြလေးတကောင်လိပ်ပြာလေးသေးသေးလေးတကောင်ရလာပါတယ်လို့နော်မင်းအောင်လိုင်းကျေးဇူးတင်ပါတယ်အခုလိုမျိုးကျွန်တော်လူတိုင်းနဲ့ပြန်ကျေးဇူးတင်ပါတယ် Thank you အများကြီးတင်ပါတယ်လို့ကျေးဇူးကျေးဇူးတူးတင်ရှိပါတယ်လို့နော် ေးဇူးတင်ပါတယ်နော်ဘုံပေးရတော့မလေးလေးညီမပါဒါချေစစ်ပီးကြီးနော်အဲမာဒါလေးနဲ့ဒါလေးနဲ့ဒူးသွားမာလေးနဲ့လေဒါလေးနဲ့အိုးဒါလေးနဲ့ဒါလေးနဲ့ယူသွားမယ်နော်ဒူးသွားဟယ်လိုပြောလိုက်ပါဦးဘာဘာယူချေစုတင်ပါတယ်လို့လိုအပ်နာကြပြီးခုလိုမျိုးမိကန်းနဲ့ဆိုကျန်ပြရတဲ့ချေစုပါပြင်ဖို့ပဲကုန်တော့မှာ နောက်ထပ်သတင်းတွေမှာတော့ရန်ကုန်မန္တလေးလမ်းဟောင်းမှာတော့အေယာဝတီအမှတ်3တရင်မှာ PDF ရဲဘော်များကလမ်းပိုင်းစစ်ဆေးရေးပြုလုပ်ပြီးစစ်ရေးအခြေအနေများကိုပြည်သူများထံတင်ပြဆွေးနွေးကြကြောင်းသိရှိရပါတယ်။မတ်လ13ရက်နေ့မှာတော့ရန်ကုန်မန္တလေးလမ်းဟောင်းမှာအေယာဝတီအမှတ်3တရင်က PDF ရဲဘော်တွေကလမ်းပန်းစစ်ဆေးမှုများကိုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ထို့ပြင် PDF ရဲဘော်များကပြည်သူများအနေဖြင့်အကြမ်းဖက်စစ်ကောင်စီနဲ့ပတ်သက်ပြီးဆွတ်နယ်ချင်းနီးနီးကပ်ကပ်နေထိုင်ခြင်းများကိုရှောင်ကြဉ်ကြပါရန် မြစ်တာရက်ခန့်တောင်းဆိုကြကြောင်းသိရပါတယ်လမ်းကတော့ရန်ကုန်မန္တလေးလမ်းမဟောင်းပေါ်မှာပါလမ်းပိုင်းစစ်စီပြုလုပ်ပြီးပြည်သူတွေအတွက်ရှေ့ဆက်ဖြစ်လာမဲ့စည်ရေးချင်းနေနဲ့ပတ်သက်ပြီးပြည်သူတွေစောင်းရန်ရှောင်းရန်ကိုတတိပေးမြစ်တာရက်ခန့်တာရေလှုပ်ဆောင်ခဲ့ပါတယ်စည်ရေးလုံခြုံရေးအတွက်စစ်ဆေးခြင်းတာဖြစ်တယ်လို့လည်းအရာဝတီအမှတ်ဆုံးတင်ရင်မှတောင်းဝင်ရှိသူတူကပြောထားတာသိရှိရပါတယ်နောက်တက်တဲ့နေ့မှာတော့ပြည်မနာစစ်ကြောမှုရဲဘော်ကိုဆိုင်ခေါ်ဝင်းလိုင်ကိုတက်ဖြတ်ခံရမှုမှာကျန်းပီတိတက်မတော်တွင်တောင်းဝင်ပြည့်ရှိပြီးကျူးလွန်သူများအားဖော်ထုတ်ရေးယူပေးရန်ပြည်သူ့ကာကွယ်ရေးတက်မတော်နေပြီးတော့တိုင်းစစ်ဌာနကနေပြီးတော့ အာထုတ်ပြန်လိုက်ပါတယ်။ဒါဟာမတ်လ3ရက်နေ့နေ့လယ်တနာရီမှာနေပြည်တော်တိုင်းစစ်ဌာနရဲ့ပြမနာစစ်ကြောင်းမှုရဲဘော်ကိုဆိုင်ခေါ်ဝင်းလိုင်ကိုဟာကယန်းပြည်တမတော်ဘဟုကော်မတီဝင်ဗိုလ်မှူးကြီးတင်းရန်နဲ့တွေ့ဆုံဆွေးနွေးရန်ကယန်းပြည်နေပြည်အမှတ်6မြို့နယ်ဒုတက်မဟာမှု ပို့ခွာမှလာရောက်ခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။နေပြည်တော်တိုင်းစစ်ဌာနနဲ့မဟာမိတ်ညီနောင်ဖွဲ့များရဲ့စုံစမ်းထောက်လှမ်းပေးမှုရကရန်ပြည်သူတမတော်ရုံးဆိုင်ရာနေမိတနေရာမှာတော်လန်ရေးဥဆောင်သူရဲဘော်တို့ဖြစ်သည့်ရဲဘော်ကိုဆိုင်ရဲ့ရုပ်လောင်းကိုလူသားမဆန်စွာပြင်းပြင်းထန်ထန်ညှဉ်းပန်းနှိပ်စက်ထားတဲ့ဒဏ်ရာများဖြင့်ရှာဖွေတွေ့ရှိခဲ့တယ်လို့လည်းသိရပါတယ်။ထို့ပြင်ရဲဘော်ကိုဆိုင်ရဲ့ဖြစ်စဉ်ပေါ်ကရန်ပြည်သူတမတော်မှတောင်းဝင်အပြစ်ရှိကြောင်းနဲ့ဥဆောင်စေခိုင်းကျွနုသူများကိုလည်းပြင်းထန်စွာရေးယူဆောင်ရွက်ပေးရန်တောင်းဆိုထားပါတယ်။ အုံရအတွင်ဖြစ်စဉ်အားတောင်းဝင်ယူအပြည့်ဝယူ၍ဖြည့်ရှင်းပေးရန်အမိန်ပေးစေခိုင်းသူနှင့်ကျူးလွန်သူအားလုံးကိုကြည့်ရောက်ပြင်းထန်စွာရေးယူဆောင်ရွက်ပေးရန်နှင့်တော်လိုင်းရေးဝန်ဝိုင်းတစ်ခုလုံးကိုချင်းချောက်မှုဖြစ်သည့်ပြင်တော်လိုင်းရေးမဟာမိတ်တပ်ဖွဲ့များနေဖြင့်ဖြစ်စဉ်အားတမာတမတ်ကြားစေဖို့ဝိုင်းဝန်းကူညီပေးကြရန်လည်းတောင်းဆိုတိုက်တွန်းထားပါသည်နောက်ထပ် သတင်းတို့မှာတော့မြန်မာနိုင်ငံရဲ့နယ်နိမိတ်အတွင်းပေါဝင်နေတဲ့တမူးကဘောချိုင်ဝမ်ဒေသကိုအိန္ဒိယပိုင်းနယ်အတွင်းပြန်သွင်းရန် နိပူရပြည်နယ်အမတ်ရဲ့ပြောဆိုမှုကိုစစ်ကောင်စီချုပ်ချအာဏာကိုလေးစားသိမ်းပြီးနိုင်ငံနိုင်ငံမိပြက်အောင်မလုပ်သင့်ဟုလေးပြေထွေးတုံ့ပြန်ခဲ့ပါတယ်။ဒါတော့စစ်ကောင်စီရဲ့အိန္ဒိယကိုကြောက်တရားပါဗျာ။သူတို့မှလည်းပြည်ပအကောင်တွေပဲကြောက်နေရတာ။ဘာလို့လဲဆိုတော့သူတို့အကူညီနေရပြည်ပအကောင်တွေပဲ။ပြည်တွင်းမှာလည်းသူတို့ဘဝတွေပြက်နေတာဆိုတော့တခိုင်းတိုင်းတမူးကပေါ်ဂျိုင်ဝမ်ဒေတာကိုအိန္ဒိယပိုင်သဘောမျိုးပြောဆိုခဲ့တဲ့မနိပူရပြည်နယ်လွတ်တော်အမတ်တဦးရဲ့ပြောဆိုချက်ပေါ်အချမ်းဘတ်စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူစော်မဲလုံးကတော့မြန်မာနိုင်ငံနဲ့အိန္ဒိယနိုင်ငံတို့ဟာမိတ်ဆွေကောင်းနိုင်ငံများဖြစ်ကြောင်း အိန္ဒိယနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံဟာပူးပေါင်းဆောင်ရွက်နေကြောင်းမြန်မာနေမျိုးကိုအသုံးပြု၍အိန္ဒိယအစိုးရကိုစန့်ကျင်နေသောအုပ်စုများကိုလည်းလက်ခံထားခြင်းမရှိကြောင်းတောင်းပန်တိုးရှိုပြီးတုံ့ပြန်ထားတာကိုတွေ့ရှိရပါတယ်။အိန္ဒိယနိုင်ငံအနေနဲ့သူတို့နဲ့နယ်နယ်မချင်းထိဆက်နေတဲ့ချင်းပြည်နယ်ကိုသူတို့ရဲ့လက်အောက်ခံထိဝင်ရောက်လာဖို့တောင်းဆိုတာတွေမထိမမြင်ပြုတာတွေပြောကြတာတွေအားလုံးဟာဒီကောင်းဆောင်စစ်ရှုံးမင်းအောင်လိုင်အသုံးမချလို့ဆိုပြီးတော့ NUG ကတော့ပြပြသားသားဝေဖန်ထားပါတယ်။ဒီကောင်းဆောင်စစ်ရှုံးမင်းအောင်လိုင်ရဲ့လုံးဝကိုတိတ်ခါတမာရီမရှိခြင်းကြောင့် နိုင်ငံကိုသူတပားတွေကတီးပါလာပြီလို့လဲ NUG ကနေပြီးတော့အမှန်ဝေဖန်ပြောဆိုထားတာလည်းတွေ့ရှိရပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လဲဘောမာတွေအနေနဲ့ဘယ်လိုမျိုးဝေဖန်ထားလဲဆိုတာကတော့ TV တွေမှာတွေ့ရမှာဖြစ်ပါတယ်။ကြည်ရသေးတဲ့မျိုးတွေကျွန်တော်လည်းကြည်တော်ရရပါတယ်။ဖြစ်တယ်လို့ဆိုတော့ခေါင်းဆောင်တို့တဲ့သူကလည်းခေါင်းဆောင်စိတ်ရှိလားမရှိလားမသိဘူး။အောက်ကတာမန်ကျွန်တော်တို့လေယာလိုက်လွှာလိုက်လွှာလိုက်ပုံကိုတွေကလည်းဟိုညင်ညင်သူကြက်ကောပြကြရလားမသိဘူး။ဟွန်းဘလိုဟာတွေလဲကျွန်တော်တွေ့နေတယ်ကြိုက်ပြီမှာကျွန်တော်စဉ်းစားလို့မရ။အမေရရလို့ဝင်ထိုင်ကြတာလား။စိန်ခံကောင်းဝင်ထိုင်ကြတာ။ဟွန်းတိုက်ပြီးချက်တာဆိုတော့ ထိုင်ကုန်နေရာထိုင်ပြီးရင်တိုင်ပြီးချစ်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 ထိုင်ကုန်နေရာထိုင်ပြီးရင်တိုင်ပြီးနေပတ်တဲ့အလုပ်ကိုလုပ်အောင်တာဝန်ရှိတယ်။ခင်ဗျားတို့ကမဟုတ်တော့ဘူးပြ။နိုင်တိုင်းကိုကြီးစနာလဲရောဒီလက်ရှိနိုင်ငံတော်ကြီးအုပ်ချုပ်နေဘုံကြီးမရောက်နိုင်ရောပဲ။ခင်ဗျားတို့ကဗသက်ကြီးတွေပိတ်နေကြတာဘာလို့မကြတာလဲခင်ဗျားတို့။ဒီကောင်လေးစောင်းကနှစ်ကြိမ်ရှိသွားပြီအင်းကြီးကလုပ်တာနှစ်ကြိမ်ရှိသွားပြီတစ်ကြိမ်မို့တော့နှစ်ကြိမ်ရှိသွားပြီ။ခင်ဗျားတို့တိုင်းပြည်ကကြမှာခင်ဗျားတို့တစ်ထဲမှာထည့်ထားတာ။ခင်ဗျားတို့ကခင်ဗျားတို့ယူသွားတာခင်ဗျားတို့ကခင်ဗျားတို့ကင်ထားပြီးတော့ခင်ဗျားတို့ကခင်ဗျားတို့လုံချင်လုံနေမျိုးတို့ကကျွန်တော်တမိုးကျွန်တော်တို့ပွင့်လိုက်ပြန်တိတ်ကိုကျွန်တော်တို့စိုးရိမ်လာတယ်။ဒီတိုင်းပြည်ကကြမှာခင်ဗျားတို့လက်ထဲမှာတော့ဒီပြည်ကကြမှာခင်ဗျားတို့လက်ထဲမှာ ကဲဘောမအပေါင်းမသာလောင်းပေါင်းကတော့သူတို့တွေုံကြည်ကိုးစားခဲ့တဲ့အပါသူတို့ရဲ့ဘာကြီးမင်းအောင်လိုင်းလက်ထက်မှာဘဝတွေပြက်နေတဲ့ပြည်သူတွေကြားထဲမှာရောက်ရှိနေပြီးတော့သူတို့အားလုံးလည်းဘောမနေမယ်သူတို့လည်းဘဝပြက်နေတာပါပဲသူတို့ရဲ့ရင်ထဲမှာကိုသွားကြည့်လိုက်မြင်ရပါတယ်သူတို့တွေအကုန်လုံးပြန်လှည့်လို့မရတဲ့လမ်းကြောင်းကိုသွားနေရတော့နောက်ဆုံးထိလိုက်ရတော့မှဖြစ်ပေမဲ့လည်းတကယ်ကိုပဲသူတို့တွေလည်းပြည်သူတွေနဲ့ထက်တူထက်မြတ်ဘဝပြက်နေကြတာပါကျွန်တော်တို့ရဲ့ဘဝတွေအသက်တွေဘဝတွေအကုန်လုံးခမရတဲ့ထဲမှာခမရလှုပ်ရှင်ရှောက်လုပ်နေတာတွေကျွန်တော်တို့ကိုဒုက္ခရောက်ကုန်နေမယ် နည်းနည်းလေးတော့ခင်ဗျားတို့လည်းနည်းနည်းလေးတော့ခေါင်းဆောင်စိတ်တိုင်းပြည်ချစ်စိတ်လေးမြို့ချစ်စိတ်လေးပြကြအောင်ဗျာခင်ဗျားတို့လေကျွန်တော်ကြည့်ရတယ်စိတ်ထဲမှာတော့စင်မပြေဘူးဗျာကျွန်တော်ပွင့်နေပြောရင်ရင်ထဲမှာတော့တော်တော်ကြည့်ရဆိုင်ခဲ့ခင်ဗျားတို့ကျွန်တော်ကြည့်နေရဆိုင်ခဲ့တိတ်ကြည့်နေရဆိုင်ခဲ့တော်တော်ကြည့်ရဒါပေမဲ့ကျွန်တော်ဒီလောက်ပဲပြောလို့ရတယ်ပေါင်နေရမယ်ဒီလောက်ပဲပြောကြောက်ရလဲကြောက်ရသေးတယ်အရှိမကလည်း PDF နောက်မှလည်းအဖအောင်မှလာနေပြီဟိုကတရက်လာနေမှာဒီလိုလေးပါလာရင်မြမအစိုးရနိုင်ရုပ်ကြီးတဲ့နောက်တိုင်းအကြောင်းကြပါမဟုတ်ဘူးလားအဲ့ဒါနိုင်ရုပ်ကြီးတဲ့နောက်လေဘိုးဘူးကြီးကိုတိုင်းတော့ပြပြီးတော့ဘိုးဘူးကြီးအိမ်ထဲကဒီလိုပြောနေပြီကျွန်တော်ဘယ်လိုလုပ်ကြမလဲပြောပါမဟုတ်ဘူးလားခုခင်ဗျားတို့ကပါလေခင်ဗျားတို့ကဘာလုပ်ကြရလဲကျွန်တော်ခင်ဗျားတို့ ပက်ပက်ဆက်ဆက်ပြောပြချင်နေကြပွန့်လင်းပြောတယ်အဲခင်ဗျားတို့ကဘယ်လိုလဲကျွန်တော်ပြောရင်ခင်ဗျားတို့ကကျွန်တော်တရားဆိုမှာတောင်းနေခဲ့ဦးတခင်ဗျားတို့ကနိုင်ငံရောင်းဆောင်မှုကြိုးစားနေကြတာလားလို့မေးချင်သေးပေါက်လာတယ်နိုင်ငံဒီလိုမျိုးသမီးဆော်ကားမကပြောနေတာကိုဘုံတို့ကြီးအိန္ဒိယဒီလိုပြောနေပြီကျွန်တော်တို့လုံးကြမယ်ပြောပါမဟုတ်ဘူးလားခုခင်ဗျားတို့ကဘာလဲခင်ဗျားတို့ကဘာလို့ကြတာလဲကျွန်တော်ခင်ဗျားတို့ပက်ပက်ဆက်ဆက်ပြောပြချင်နေကြပွန့်လင်းပြောတယ်ဒါခင်ဗျားတို့ကဘယ်လိုလဲကျွန်တော်ပြောရင်ခင်ဗျားတို့ကကျွန်တော်တရားဆိုမှာတောင်းနေခဲ့ဦးမှာတခင်ဗျားတို့ကနိုင်ငံရောင်းဆောင်မှုကြိုးစားနေကြတာလားလို့မေးချင်သေးပေါက်လာတယ်မင်းအခုမှမေးကျင်နေပြောတဲ့နိုင်ငံတော့အသိနေပြီနိုင်ငံကိုရောင်းစားနေတာမဟုတ်နိုင်ငံကိုလကားပေးနေတာ င်ငံတို့လူမျိုးသမျှစော်ကားမော်ကပြောနေတာကိုခင်ဗျားတို့ဗဇက်ကြီးတွေကပိတ်နေကြတာတန်မဏိလိုက်ရမလောက်ကြတာဘာမှလည်းမတုံ့ပြန်ကြတာခင်ဗျားတို့ဘာလုပ်ကြတာယူသားကြရလဲခင်ဗျားတို့ဘာတွေလဲခင်ဗျားတို့อืมတော်လေးတော့ကျွန်တော်လည်းအားအသင့်လို့မဆိုဘူးဒီတိုင်းပြည်ကိုဒီတိုင်းပြည်ကိုအုတ်ချုပ်ခွင့်ရနေသူတွေကကိုယ့်လက်ထက်မှာသူများကစော်ကားမော်ကထိကပိုက်ကြီးကပြောနေတာတော့ငြင်ခံပြီးတော့ဘာမှလည်းပြန်မသူများကစော်ကားမော်ကထိကပိုက်ကြီးကပြောနေတာတော့ငြင်ခံပြီးတော့ဘာမှလည်းပြန်မပြောနိုင်ဘူးအခုကျွန်တော်တို့လိုမခံမနိုင်ဖြစ်တဲ့ကောင်တွေထပြောတာလေခင်ဗျားတို့မခံမနိုင်ဖြစ်လို့ထပြောတဲ့ကောင်တွေကိုနိုင်ငံချင်းချင်းပြပြမယ်မင်းတို့ကခဏနေပါဦးဆိုတော့မျိုးပုံစံမျိုးကျွန်တော်တို့ပြောရင်ပြောမှာ ကျွန်တော်တို့ကစဆော်ကားရလားသူတို့ကစဆော်ကားရလားဆိုတော့ခင်ဗျားတို့တိမှုလိုတာပေါ့ဗျာအဲ့လောက်တော့အခုကသူတို့ကစဆော်ကားတာဗျာဒါပြောတင်လားပြောတင်လားဆိုတာမိကောင်းရှင်းရှင်းလေးပဲလीဒါလွယ်လွယ်လေးအဲ့လောက်ပြောရင်ဒီလောက်ဆိုရင်ခင်ဗျားတို့အစိုးရလူနာတိုင်းနာသမ်းပါဗျာခင်ဗျားတို့တိုင်းပြစ်ချစ်တယ်ဆိုတော့ဘာချစ်တာလဲမေးတာချစ်ချစ်လေးဘာတိုင်းပြစ်ချစ်တာဘယ်ကိုချစ်တာငါတိုင်းပြစ်ချစ်တော့ထိုင်ကုန်နေရရလို့ဝင်ထိုင်ကြတာလားဇိမ်ခံကောင်းဝင်ထိုင်ကြတာလားတိုင်းပြစ်ချစ်တာဆိုတော့ထိုင်ကုန်နေရထိုင်ပြီးရင်တိုင်းပြစ်ချစ်ချစ်ထိုင်ကုန်နေရထိုင်ပြီးရင်တိုင်းပြည်နဲ့ပတ်သက်ရင်အလုပ်ကိုလုပ်အောင်တာဝန်ရှိတယ်ခင်ဗျားတို့ကမဟုတ်တော့ဘူးဗျာနိုင်ငံတိုင်းဝင်ကြီးဆန္ဒလဲရောဒီလက်ရှိနိုင်ငံတော်ကြီးအုပ်ချုပ်နေတဲ့ဘုံဒုံကြီးမြောင်းလိုင်းရောပဲ ခဏတော့ဗဇက်ကြီးပြိတ်နေကြတာဘာလို့မကြတာလဲခဏတော့ဒီကောင်လေးစောင်းကနှစ်ကြိမ်ရှိသွားပြီအင်းကြီးလောက်တာနှစ်ကြိမ်ရှိသွားပြီတစ်ကြိမ်ကိုတော့နှစ်ကြိမ်ရှိသွားပြီဟိုတရုတ်တွေတုန်းကလည်းကျွန်တော်ပိတ်ပိတ်ဖက်ဖက်ဆက်ပိတ်ပြောတယ်ပြောရင်ပြောရင်လည်းကျွန်တော်တို့ကနေထိုင်နေတယ်ဘာဖြစ်လာလဲဆိုတော့ဟိုနှစ်နိုင်ငံချစ်ချစ်တဲ့နာမည်ပြက်ပြားမှဆိုလို့ဆိုတော့ပြောတော့ကျွန်တော်တို့ပြောနေတဲ့ကောင်တွေကချစ်ချစ်ပြောင်းပြောတဲ့ကောင်တွေဖြစ်တယ်ဟာနေမြေတွေဒီကောင်လေးလှုပ်ချင်လို့ထိုင်နေကြဲကြဲနေချင်းလာကိုမလက်နက်ကင်တွေလက်နက်ကင်တွေဒီကောင်လေးနောက်ကနေတွုတ်ကင်နေတဲ့ကျိုးကင်တွေရောက်ကြတော့တွုတ်ကင်ကမြင်းမြင်းသားနဲ့တည့်ရသားနဲ့ကျွန်တော်တို့ကဗစက်ကြီးပိတ်ပြီးတော့ချစ်ချစ်ပြောင်းမှဆိုလို့ငိန်ခံခဲ့ရတာခဏဘယ်လောက်ရှင်းတာဘူးကောင်လေးခဏစဉ်းစားကြည့်တယ်တော့ရှက်ဖို့ကောင်လေးကျွန်တော် တိုင်းပြည်ကကြမှာခမားတို့ထဲထဲထားတာခမားတို့ကခမားတို့ယူသွားတာခမားတို့ကခမားတို့ကင်ထားပြီးတော့ခမားတို့ကခမားတို့လုံချင်လုံနေမျိုးဆိုတော့ကျွန်တော်တံမိုးကျွန်တော်တို့ပွင့်လိုက်ပြန်တိတ်ကိုကျွန်တော်တို့စိုးရင်လာတယ်ဒီတိုင်းပြည်ကကြမှာခမားတို့လက်ထဲမှာနော်နော်ညီညွတ်နဲ့ဖိုးဖိုးတို့ပါတီပါတီရဲ့နာမည်ရတော့ဗျာစကလုံးတွေရတော့အကြီးကြီးတွေကြီးပဲပါတီရဲ့နာမည်ကြီးတွေ heavy ကြီးပဲညီညွတ်ကြီးတွေရောတိုးတက်ကြီးတွေရောတောင်သူတိုးတက်ကြီးရောစုံရပါပဲပါတီရဲ့နာမည်ရ29ခုကတော့ဗိုလ်သူကြီးရဲ့ရုရှားခီးဆိုဂုံပြူပါကြောင်းဝမ်တာပါကြောင်းအားရပါကြောင်းထုတ်တယ်ပေါ့ဗျာအဲ့တော့ တော်တော်တရားပါတီက53ခုရှိတယ်ပြောတယ်29ခုပဲထုတ်တယ်ဆိုတော့နောက်တဲ့24ခုကမထုတ်ဘူးအဲ့တော့တဘောကတော့29ခုကဘိုလ်သမူးကြီးကိုချီချူးဂုံပြူတယ်ကျန်တဲ့24ခုကတော့မသိချောင်ဆောင်နေရဆိုအထိပ်ပဲဖြစ်ဖြစ်လေးပဲကျန်တဲ့24ခုကတော့ဘိုလ်သမူးကြီးကိုငါတို့ချီချူးစာမလို့ ချစ်တာမလို့ဘူးပေါ့ဗျာအဲ့သဘောမျိုးသူနေတယ်ပေါ့ဒါပါပဲအဲ့တော့ချစ်တဲ့လူတွေလည်းမားလည်းပြောတော့မှန်လည်းပြောတော့မဟုတ်ဘူးမချစ်တဲ့လူတွေမားလည်းလည်းမှန်လည်းကျွန်တော်မပြောဘူးရှင်းရှင်းလေးဒါပေမဲ့တွေ့ရတဲ့အရာဆိုရင်တော့ဘိုးချုပ်မှုကြီးကိုဂုံကြီးအောင်ချစ်ချူချောင်းဆိုပြီးတော့ဒါလူတွေပြောရင်တော့အလွယ်အရာတကားပြောရင်ဖားတယ်ပါတီ၂၉ကျန်တဲ့၂၂၄ကိုကမသိအောင်ဆောင်နေတယ်ပေါ့ဗျာဒါပဲဘိုးချုပ်မှုကြီးအောင်မြင်မှုမကားလို့ဘာဖြစ်ဖြစ်ငါတို့စိတ်ဝင်စားအောင်ဆိုပုံစံမျိုးမသိအောင်ဆောင်နေပေါ့အဲ့ပါတီအဲ့လိုရှိတယ်ပေါ့အဲ့သဘောတွေ့ရတယ်ဆိုတော့ကျွန်တော်ကတော့အဲ့ဒီဟာတွေအကုန်လုံးကြည့်ပြီးတော့ဘာပဲမြင်လဲဆိုတော့ခင်ဗျားတို့ပါတီအကုန်လုံးကဘာလို့ရမှာလဲအဲ့ဒီအင်ဂျီယာကလှုပ်ချင်နေလှုပ်ပြောချင်နေပြောနေတဲ့အမှတ်တွေရဲ့ပြောဆိုချက်တွေကိုကန့်ကွက်စာထုတ်ရမှာခင်ဗျားတို့တော့ရမှာနောက်မြန်မာပြည်ရဲ့အရက်ဖွဲ့စည်းတွေ အကုန်ခင်ဗျားတို့စာထုတ်ရမှာဟုတ်ခင်ဗျားတို့ကဘာတွေလုပ်နေမှန်းလဲကျွန်တော်မသိဘာလဲအိန္ဒိယကမတော်ရမှာစိုးလို့လားအိန္ဒိယကဖိတ်မှာစိုးလို့လားအိန္ဒိယကဟိုကနေဖိတ်တာကြီးငါတို့တောင်းလိုက်အိန္ဒိယဖိတ်တဲ့ပိဿာလေးမရတော့ဘူးငါတို့အိန္ဒိယကမတော်ရတော့ဘူးအလဲပတ်လေးမတော်ရတော့လေးလိုက်လေးမတော်ရတော့ငါတို့အိန္ဒိယကိုဟိုဟိုဘာလဲဟိုကနေ free free ခေါ်မှာ free 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 ခေါ်မှာဟာငါတို့မရတော့မှာစိုးလို့ဆိုပြီးတော့ခင်ဗျားတို့ကအကျိုးမျှော်ပြီးတော့များမပြောရကြတာကြောက်နေကြတာလားအဲ့ပါတီအကုန်လုံးလဲခေါ်ကအစိုးရပြောပြီးခင်ဗျားတို့ပါတီဖွဲ့စည်းပြောပြီးနောက်အသင်းအဖွဲ့တွေခင်ဗျားတို့လည်းပြောရမယ်ခုကျွန်တော်မီဒီယာသမားတွေကျွန်တော်ပြောပြီးခင်ဗျားအိန္ဒိယအစိုးရကလုံးရတာဒါတကယ်မြန်မာနိုင်ငံစော်ကားတယ်လုံးရပဲသူကြအောင်စော်ကားတယ်လုံးရပဲ အိန္ဒိယရဲ့လွတ်တော်မတွေလောက်ရအောင်အဲ့တော့အိန္ဒိယအစိုးရကတောင်းရင်ရှိတယ်ခင်ဗျားတို့အစိုးရလည်းအိန္ဒိယအစိုးရအနေနဲ့တခုဒါတခုခုထုတ်ပြန်မယ်ဒါကျွန်တော်အမြင်မယ်ဒါကျွန်တော်အကြောက်ရမြင်မယ်အဲ့တော့ကျွန်တော်အဲ့လိုပြောလို့အိန္ဒိယကျွန်တော်မောင်းကလေးကြီးကိုမဆိုင်ဘူးရှင်းရှင်းလေးနိုင်ငံနဲ့ရှင်နိုင်အိန္ဒိယဘက်ကလည်းအင်္ဂါကြိုးလည်းကြီးမဆိုင်ဘူးဒါဆိုကျွန်တော်မွေးဖွားရနိုင်ငံအတွက်မှကျွန်တော်မလုပ်နိုင်ဘူး။ဘာအတွက်မှကျွန်တော်ဘာဖြစ်တဲ့အကြောင်းမရှိဘူး။ဘယ်သူမှကြောက်စရာအကြောင်းမရှိဘူး။ရှင်းတယ်။ဒီကိုမွေးဖွားရနိုင်ငံအတွက်မှကိုမပြောရင်ကိုမလုပ်ရင် ကျွန်တော်တာမန်အရသာတယောက်ဆိုရင်တော့ကျွန်တော်ဘာမှပြောဘူးပဲဆိုင်ကနေနေတဲ့ကောင်တယောက်ဆိုရင်ကျွန်တော်မသိအောင်ဆောင်တော့ဘောဝင်မဆိုင်ဘူးဒါကျွန်တော်ဂျန်လက်ကြောက်ဖြစ်နေအဲ့တော့ကျွန်တော်ကဂျန်လက်ကြောက်ဖြစ်နေကို့အမြင်မှာကို့နိုင်ငံကိုဒီလိုစော်ကားမော်ကားပြောနေတော့ဂျန်လက်ကြောက်နေပြန်မပြောနိုင်ဘူးမပြောရဘူးဆိုရင်ကျွန်တော်အဲ့ဒါရှင်းရှင်းလေးပဲသူများပေးတာကန်တာအဆို့ထားတာခံရလို့ကျွန်တော်မပြောရတော့ဖြစ်မှာအခုပြောတယ်အိန္ဒိယဘက်ကလည်းဘာအောင်ဖြစ်ဖြစ်ဘာကြောင့်လဲကျွန်တော်ခွေးကိုဆိုင်ဘာလို့ကျွန်တော်နိုင်ငံနံပါတ်1ပဲနိုင်ငံနံပါတ်1ပဲရှင်းရှင်းလေးပဲကျွန်တော်တို့ရှင်းရှင်းအိန္ဒိယမသွားအောင်မကားလို့အိန္ဒိယတက်တလုံးဘလက်လေးလို့လည်းခွေးမဆိုင်ဘူးတဲပြောတာရှင်းရှင်းလေးပဲကျွန်တော်တို့ကနိုင်ငံနဲ့ပတ်သက်လို့တော့ဒါအခုလာမထီးနဲ့လက်မခံဘူး နှစ်နိုင်ငံချင်းချင်းကြီးတွေပေါင်းပင်းစဆန်ရတော့ဘူးမဆိုအကုန်လုံးပေါင်းဘယ်နိုင်ငံမှုစပေါင်းမှာဒါပေမဲ့ဒီလိုမျိုးလောက်တာကိုလောလက်ခံလို့မရဘူးဒါကကျွန်တော်တို့ဇော်ကားတာအဲ့တော့ပါတီတွေခု29ခု plus တော့29ခု53ခုခမတော်အကုန်လုံးကန့်ကွက်မှာအဲ့ဒီအိန္ဒိယရဲ့အမှတ်ရဲ့ပြောစကားကြီးကဒါနိုင်ငံကိုထုတ်ချတော့ထိပါလိမ့်မည်ဒီထိပါမှုနဲ့ပတ်သက်ပြီးအိန္ဒိယဆိုရအနေနဲ့အဲ့ဒီထုတ်တော်အမှတ်ဖို့အေးရေးယူပေးပါထုတ်စားမထုတ်ဘူးဆိုရင်ခမတော်ကငကြောက်တယ်အလကအချောက်ကိုစားမဲ့ဟာတွေခမတော်အကုန်လုံးအချောက်ကိုစားမဲ့ဟာတွေနိုင်ငံရေးပါခမတော်အချောက်ကိုစားခြင်းနဲ့ဟာတွေ ခင်ဗျားတို့နိုင်ငံချက်တာမဟုတ်ဘူးကိုကျိုးစည်းပွားနဲ့ကိုအတ္တတို့ကိုခင်ဗျားတို့တိုင်းပါတီထောင်ပြီးထိုင်ကုန်ထိုင်ဖို့ကြိုးစားနေကြတဲ့ကောင်းတွေလို့ပြောတာအဲ့တော့ခင်ဗျားတို့နိုင်ငံရေးပါတီတို့အထင်မကြီးဘူးလို့ကျွန်တော်မြင်နေပြောတာအထင်ကြီးစရာကိုလှုပ်ကိုလှုပ်မပြလို့အထင်မကြီးဘူးလို့တဲ့ပြောတာအခုဒါမျိုးဆိုလှုပ်ပါလားခင်ဗျားတို့မလှုပ်ဘူးခင်ဗျာဘယ်ပါတီမှမလှုပ်ဘူးနှစ်ရက်ရှိပြီကျွန်တော်ကြည့်နေမလှုပ်ဘူးအခုကျွန်တော်တို့ဒါမခံရလို့ထပြောနေရတာတော့တော်တော့တိုင်းပြည်မှာကျွန်တော်ပြည်သူလူထုပဲပြည်သူလူပဲပြောချင်တာပြည်သူလူပဲဟိုဟိုဘာလဲပဲဥတည်ရချင်တာဥတည်ဥတိုက်ပြီးပြောချင်တာခင်ဗျားတို့ပြည်သူလူထုကိုအဲ့ဒီလူတွေကခင်ဗျားတို့အုပ်ချုပ်နေတာခင်ဗျားတို့စဉ်းစားကြည့်စမ်းအဲ့ဒီလူတွေအုပ်ချုပ်တော့ခင်ဗျားတို့ခံပါလားဟင်း တိုင်းပြည်ကိုချစ်လားမချစ်လားမသိရပြည်သူတိုင်းအဲ့အဲ့ဟိုပါတီတွေအစိုးရအဖွဲ့အစည်းတွေတိုင်းပြည်ချစ်လားမချစ်လားမသိရတာဒီအစိုးရအဖွဲ့အစည်းတွေမင်းပြည်သူတို့မေးရမှာမဟုတ်ဘူးမင်းကိုမင်းရင်မေးရမှာကြောင်မျိုးမင်းရဲ့နော်မင်းကိုမင်းရင်မေးရမှာပြည်သူတွေကဒီလိုစစ်ခွေးတွေခေါင်းဆောင်တွေလုံနေပြီးတော့ခုံပေါ်တက်ပြီးတော့ခွေးတက်နေတဲ့အဟောင်းမကြိုက်လို့တော့တွန်းနေတဲ့အချိန်မှာမင်းတို့ဘောမတတိုက်ကနေပြီးတော့မင်းတို့ခွေးရှိရကစီကစီလုံနေကြလို့အခုလိုအချိန်ကြီးကြာနေတာမင်းတို့ဘောမတွေဒါလူလူတို့တိပြီးတော့တိုင်းပြည်ကိုတကယ်ချစ်တယ်ဆိုရင်လူစိတ်ပေါက်ပြီးတော့ပြည်သူရဲ့လူပူပေါင်းခဲ့မယ်ဆိုရင်အခုလိုမျိုးဖြေကြနေမှာမဟုတ်ဘူးနော် ။ဧကြတခုကတော့မင်းတို့ကတော့တမိုင်းပြည့်ရဲ့ခံနေပဲ။မင်းတို့ရဲ့စစ်ဆိုးရစစ်ကောင်းဆောင်စစ်ကွေးတွေကဘာတွေလုပ်နေလဲဆိုမင်းတို့ကိုယ်တိုင်လက်ရှိချိန်မှာညဝါထင်နေမြင်တွေ့နေရဆိုမင်းတို့သိမှာပါ။ခင်ဗျားတို့အုပ်ချုပ်နေတာ။စဉ်းစားကြည့်လား။ဘယ်လိုလုပ်ကြမလဲ။အဲ့လိုလူတွေလက်ထဲကိုခင်ဗျားတို့တိုင်းပြီးထည့်အောင်ပါလား။ဘယ်လိုထည့်မလဲ။မယုံကြည်ဘူးမရှိတော့ဘူးက။ယုံကြည်ရှိစရာမလိုရအောင်မရှိဘူး။အခုဒီလိုနိုင်ငံကိစ္စတော့ဒီကောင်တွေမပြောရဲမဆိုရဲဘာရဲညာရဲဖြစ်ကြောက်လန့်တုံလှုပ်နေမှာတော့ခင်ဗျားစဉ်းစားကြည့်ပါဗျာ။ဟုတ်ပြောရအောင်မှလည်းမသိဘူး။အခုကျွန်တော်တို့ပြောရရင်လည်းဒီကောင်တွေဘာလုပ်မှလည်းမလုပ်လားကျွန်တော်မသိဘူး။ တော်တော်စိတ်ပြတ်ဖို့ကောင်းနေဆိုတော့အဲ့ဒါကတော့ပြည်သူလူကကံကိုဆိုးပါတယ်ဗျာဟုတ်မြင်ပါလေကံကိုဆိုးပါတယ်ခေါင်းဆောင်ခေါင်းနဲ့တစ်ခါမှမတွေ့ရဘူးနိုင်ငံရေးခေါင်းဆောင်ကလည်းမတွေ့ရဘူးစေရေးခေါင်းဆောင်ဘယ်ခေါင်းဆောင်ဘာဘယ်ခေါင်းဆောင်ခေါင်းနဲ့တစ်ခါမှကိုယ်ကျွန်တော်တို့မတွေ့ရသေးဘူးခေါင်းဆောင်ခေါင်းနဲ့တွေ့ရပြီးသွားကြပြီဟောမင်းတို့ငါတို့ခေါင်းဆောင်ခေါင်းမင်းတို့ကောင်တွေဖြုတ်ချခဲ့ပြီးတော့မင်းတို့တွေမတရားအာဏာသိမ်းရလို့ငါတို့တွေအခုလိုဘဝပြတ်ပြီးတော့တော်လန်းနေရတာလူငယ်တွေအားလုံးပညာသင်ရမယ့်အရွယ်မှာတော်တဲ့ဝင်ပြီးတော့လက်နက်ကိုင်းနေရတာဒါတွေအားလုံးကမင်းတို့တွေအခုလိုထောက်ပံ့နေတယ်မင်းတို့မနေတဲ့ဘောကြီးကြောင့်ပဲနော်အေးမင်းတို့ဘောကြီးကြည်လာပြီးတော့အခုဆိုရင်လေဘင်းပေါ်ပြီးပြီးမျိုးလုံးပြူလာပြီး ဦးဇင်းတို့ကသေမှမြည်ပေးတယ်ဆိုတာဟောမလို့ခြင်းဘူးအာသေးခဲ့ရင်ငါတခုခုပြေးခဲ့ရင်ကြံခဲ့တဲ့မိသားစုအတွက်ဒီလိုဒီလိုမြည်ရမယ်ဒီလိုဒီလိုမြည်လေးတွေရှိတယ်အမကန်ကျက်လေးတွေနိုင်ငံတော်အကြီးကဲနတ်သားကအဝဖရားတကာကြီးကာချုပ်ကြီးကဲပေါ်ကလုံးကတော့သူ့ကိုတေမမြေပေးရမလို့ရင်ဦးတဲ့အေးမင်းကတော့တေမမြေပေးမှမဟုတ်မင်းကတော့ဒိုးတိုက်ဆွဲပြီးပြည်သူတွေထည့်ပြီးမင်းကိုရေးလေးပြစ်ချမှာအေးအွန်လိုင်းကပေးပါလားဆိုတဲ့ အဲ့တော့တိုင်းပြည်အတွက်တကယ်တိုက်ခုလို့ခြေပြက်လက်ပြက်တွေတက်မလို့တာတွေအများကြီးရှိတယ်။ပြည်သူစစ်တွေအများကြီးရှိတယ်။ဒါလို့နေရာမင်းတို့အခုခြေပြက်လက်ပြက်ကောင်းနေနောက်တစ်ခါကျရင်တော့စာအုပ်ထွက်ရောက်မှုပြရမယ်လို့မထင်နဲ့နော်။အေးဤသူတွေကမင်းတို့စာအုပ်ထွက်ရောက်ရင်တော့မင်းတို့ကိုချိန်များတယ်။ဟောင်းချက်ပြေးကြည့်လိုက်ပါ။ခရိုနီတွေပိုင်တဲ့လူတွေအများကြီးကြီးတွေဥထားကြတာတွေ။အကောင်လုံးဟုတ်လား။မြို့တော်ဝင်တဲ့လူကြီးတွေနဲ့ပေါ့။ လက်မှန်ထိုးခိုင်းလုတ်ခိုင်းတာအများကြီးပဲမြည်တယ်အဲ့ဒီမြည်တွေကိုပေ30ပေ40ပေပေ40ပေ60ပေ30ပေ20ပေ40လောက်စီပေးကြည့်လိုက်ပါလားတတ်မတော်ရရောအကုန်လုံးရောနေစရာအကုန်လုံးမန္တလေးတိုင်းမှာရှိတဲ့တတ်မတော်ရောမန္တလေးတိုင်းမှာပေးရမယ်ဘကိုးတိုင်းမှာရှိတဲ့တတ်မတော်ရောဘကိုးလိုနေရာမျိုးတွေနေပြီးတော့လူနေရာမျိုးတွေအေးမင်းတို့မင်းတို့ပါပေးလိမ့်မယ်၄ပေ၆ပေတွေเนาะမြေခွက်တွေအမှန်ပေးထားလိမ့်မယ်အများကြီးပဲ ။ဒါကစီလာလို့ကတော့မင်းလက်နက်မပိုင်လက်မကန်ဘူးကွာ။ကြီးစံနေပါလိုက်တောင်းတယ်လက်နက်တွေမဟုတ်ဘူး။ဟိုခင်ဗျားတို့စီရတဲ့တချောင်းတချောင်းလောက်ကတော့ထားကုန်ထားခဲ့မှာတော့ဘောကောင်တွေတကြနေဖိနေထုတ်တဲ့နေ။အလုံးမဒီဗျူလေးမှာတွေ့ရမယ်အကြောင်းအရာလေးကတော့တက်ရှိချိန်မှာတော့တော်လိုင်းတက်တီဟာမိသိနေရမှာဆိုရှိနေဖြစ်တဲ့အတွက်အချိန်ကစစ်ခွေးတွေအနေနဲ့စစ်သားစိတ်ပြောင်းပြီးတော့လင်းဝင်နေတဲ့ခါမှာနေဆက်တွေထီသွားရောက်ပြီးတော့ပြန်မှခံနေရမယ်အနေထားအနေပြီးတော့အခုဆိုရင်တော့မြန်မာနိုင်ငံရဲ့အလေကောင်းဒေသတွေမှာပဲဖြစ်ဖြစ်ကောင်းပိုင်းမြောက်ပိုင်းအစရှိတဲ့နေရာတွေမှာဖြစ်ဖြစ် နီးနားမှာရှိတဲ့တော်လိုင်းတက်တွေကိုချိတ်ဆက်ပြီးတော့အလင်းဝင်လို့ရပြီဖြစ်ကြောင်းဒင်းစကားပိုင်းနေပဲဘိုးကြီးနဲ့ကြာကြီးတို့ရဲ့ပြောထားတဲ့တင်းလေးကိုပြန်လဲမျှဝေပေးလိုက်ပါတယ်။တင်းလေးလေးလောက်ပါအောင်ပြောလိုက်ပါအောင်မေးလာဘာတက်တွေဘာတက်တွေရှိတယ်ဘယ်လောက်ရေးကြီးတယ်။အရင်တော့ကကျွန်တော်တို့ဒီဟိုပါပေါ့မြင်းချံရဲ့နှထိုးကြီးရဲ့နောက်ပြီးတော့တလုံးမြို့ရဲ့ကျွန်တော်တို့လေတက်ကနေမှ Homely Data Scan ဌာနချုပ်နဲ့မြကြီးနား Data Scan ဌာနချုပ်ကနေမှလေတက်သား၁၀ရောက်၁၀ရောက်စီအင်အားပေးပြီးလုံးလုံးကြီးလှုပ်ရတာ။နောက်ပိုင်းမှာခုန ဒါ home lane တို့မြကြီးနားတို့ကမလွတ်နိုင်တော့မလွတ်နိုင်တဲ့အချိန်ကျတော့မိထလာမှာကျွန်တော်တို့ဒါဒေချောင်းတက်တဲ့လေးတဲ့စကန်ဌာနချုပ်ရဲ့မြေပြင်တက်တဲ့လေးတဲ့စကန်ဌာနချုပ်ရဲ့လေရင်ထုတ်လုပ်ပစ္စည်းဌာနချုပ်ရဲ့အဲ့ဌာနချုပ်၃ခုကနေဒီမှာခုနလိုအယောက်၂၀ပေါ့အရာရှိဦးစီးပြီးတော့အယောက်၂၀25ယောက်ကမြင်းချံမြို့ရဲ့ခုနတောင်တွင်းကြီးမြို့ရဲ့တလုံးမြို့ရဲ့ဒါအင်အားပေးရတာဟိုဟာဌာနချုပ်တစ်ခု 20 25ရောက်ဆိုရင်ဒါအင်းက80ကျော်လောက်อืมอืมပေးရတဲ့သဘောပေါ်ကြီးอ่ะပြီးခဲ့တဲ့လပိုင်းနေမှာပဲဒါတထိုးကြီးတို့မြင်းကြံတို့ဘက်မှာလေတက်ကလေထုတ်လို့ပြည်စည်းဌာနချုပ်ကအုတ်ခွဲတက်ချက်ကြီးတက်ရောက်ရဲ့နောက်ပြီးတော့ဘိုးကြီးတက်ရောက်ရဲ့ဒါတိုက်ပွဲမှာကြာသွားတာပေါ့အဲ့ဒါကြောင့်ခုနကကျွန်တော်တို့တော်လိုင်းကျဲပေါ်တွေကိုသတင်းပေးချင်တာဒီမြင်းကြံတထိုးကြီးတလုံးမျိုးတွေမှာကျွန်တော်လေတက်သားတွေရှိတယ်ပေါ့နော်အဲအဲ့ဒါလေထုတ်လို့ပြည်စည်းဌာနချုပ်ကအုတ်ခွဲတက်ချက်ကြီးတက်ရောက်ရဲ့တော့ငါတကြိမ်ဦးမှာခုနလို့ ် engine air frame instrument ကောင်းလုံးဟို trade ပေါင်းဆောင်အောင်စာသုံးလားတစ်ချိန်မှာအလှည့်ကျလာလို့ရှိရင်သွားတာပေါ့လေအင်းအဲ့လိုပုံစံမျိုးနဲ့ဒါပေးလာဆိုတော့ဒီကောင်းနေလမ်းများနားကားမဲ့ဂိမ်းပေါ့နော်အခုကျွန်တော်တို့ဒီဘက်ကဒါနှထိုးသားတွေကလည်းလက်တံပြောင်းအောင်ပြောင်းနေပေါ့နော်တကယ်သာဒီမိထီလာလိုနေရာမျိုးကိုကတ်မယ်ပြီးရင်အဲ့လိုမျိုးချိန်မုန်းနိုင်မယ်ဟေ့ဆိုရင်ဒါမိထီလာကသူတို့အတွက်အရေးကြီးတဲ့ ဒါတက်မြို့လို့လည်းပြောလို့ရတယ်အထက်မှာပါတယ်เนาะပြောကြတော့ဟိုခုနလိုဒါပြည်သူလူထုကိုအယံဒုက္ခပေးနေတဲ့လေချောင်းနဲ့ပတ်သက်တဲ့ဒါတက်ဌာနချုပ်၃ခုတောင်ရှိတဲ့နေရာမျိုးဖြစ်တယ်ဟုတ်တယ်အယံသူတို့အတွက်အရေးပါတဲ့နေရာအဲ့အဲ့လိုနေရာမျိုးကိုထိ ंछ ုတ်ထားနိုင်တဲ့ဟေ့ဆိုလို့ကတော့တကယ်ရှိတရင်ကောင်းပါတော့เนาะအခုလည်းတထိုးကြီးသားတွေလက်တံပြောင်လာနေအမြပါเนาะဟိုအလင်းဝင်နေဟာတွေအများကြီးဖြစ်လာတယ်ပြောပါစတယ်ဟိုနေ့ကပဲ၅ရောက်ဒီနေထိုးကြီး PDF စီကို၅ရောက်လက်နက် KN အနေနဲ့ယူပြီးတော့ဝင်လာတယ် အပတ်စဉ်6ကအပတ်စဉ်6ကဒါစုံမထမ်းမနေရဥပဒေနဲ့ဖမ်းပြီးတော့အဲစီထားတဲ့ဒီအပတ်စဉ်6က9ရောက်လုံးဝင်လာတဲ့အချိန်မှာအဲဒီသူတို့ပတ်စနံပါတ်ပေါ့နော်ကိုပိုင်နံပါတ်ပေးလိုက်တဲ့အချိန်မှာအဲသူကလုံးဝကတ်ရက်လေးတယ်တကယ်ချင်းလိုက်ဖြစ်မှာပြာပြောရရင်ဒါတိတ်မကွာဘူးဗျာဟိုဟိုနံပါတ်ကတိတ်မကွာဘူးအဲတင်းတင်းငါတင်းတင်းကိုအဲ့လိုမျိုးပေါ့နော်တိတ်မကွာတော့ကျတော့အချင်းချင်းတိုင်ပင်ပြီးတော့ကိုလာတဲ့ပုံစံမျိုးအရှိန်မှာလည်းဒါနထိုးရဒါရင်းမှုပေါ့နော်ဒါရင်းမှုကိုစိုးအောင်လည်းပြောသွားအဲ့လိုပေါ့ဟိုပတ်စတွေကမနေကျင်တော့ဘူး ်နေကျွန်တော်ကျတော့လာမယ်ဆိုရင်ဟောမင်းငါတို့စီလာလို့ကတော့မင်းလက်နက်မပိုင်လက်မခံဘူးကွာကြီးစံနေပါလိုက်တောင်းတယ်လက်နက်တွေမဟုတ်ဘူးကြီးစံနေပါလိုက်တော့တယောက်တည်း900လောက်ယူပြီးရောက်ချလာတာတော့အဲ့ကြအဲ့ဘက်မှာတက်ဖွဲ့တွေကတကယ်ကျိုးလို့လားကျိုးတာပြည့်အညာသာပြောရင်ပြတ်တယ်သိရမလားလောက်ဝင်ဆိုလောက်ဝင်မလောက်ဘူးဆိုမလောက်ဘူးပဲဂတိတီတယ်ဗျာပြော